ခုတစ်ခါပြောမှာအဲ့တော့မြမအခေါ်ဇောင်းခါခေါ်မလားဇောင်းခါယောဂခေါ်မလားဘိုက်အောင်ပြီးတော့ဟိုဟိုဘယ်လိုရောမလဲတည်ရည်ကြပြီးတော့အဲ့လိုဖြစ်တာပေါ့နော်ဘိုက်ဒီအောင်အစာလည်းမစားအဲယောဂခေါ်မလားအဲဇောင်းခါခေါ်မလားအဲ့ဒါပေါ့နော်အဲ့ဒါမျိုးယောဂဒါသူဖြစ်တာပေါ့နော်ခေါ်ဝေါ်တော့လွင်လွင်ပဲပေါ့နော်ကျွန်တော်လည်းဇောင်းခါဆိုတာတီချာဟောင်းနေဖြစ်တော့ကျွန်တော်ဒီဟာဟာကိုပဲပြောပြမယ်ပေါ့နော်ဒီကောင်မလေးကချွန်းလုံးရောဦးလို့ခေါ်တယ်သူ့နာမည်က သူကဒီတရုံလုံးမှာတော့မြင်းမထဲမှာတော့သူကတော့ဘူလို့ပဲပြောလို့ရတယ်တော်တော်များများအောင်သူကနိုင်တယ်မြင်းမကြီးထဲမှာငင်းငင်းချင်းတော့တော်တော်နိုင်တယ်ဒါပေမဲ့လူကြတော့တော်တော်လေးရှင်တယ်သူကလူကြတော့တော်တော်လေးအနေအေးတယ်ပေါ့နော်လူနဲ့ပတ်သက်ရင်တော့ငြိမ်တယ်ချော့လဲချော့ပါတယ်ဒီမြင်းမလေးကမြင်းမလေးတော့မဟုတ်ဘူးမြင်းမတက်ကတော့နည်းနည်းတော့ဆယ်နှစ်ဝန်းကျင်လောက်သွားမလားမသိဘူးဒီချာတော့မသိဘူးနော်တက်ကတော့အဲ့တော့ခံမှန်းပြောတာပေါ့အတိအကျမသိဘူး ဒါတတိပြန်ဝင်ထားတာပေါ့အရင်ကြီးတဲ့လူစီကပြန်ဝင်ထားတဲ့သဘောဒီကောင်မလေးကအဲ့ဒါမိနစ်ကစောင်းနှင်းရပါတော့စောင်းနှင်းကမျိုးအောင်ပြီးသားပေါ့ပထမတော့တသားကြတယ်အထီးလေးအထီးလေးတသားကြပြီးတော့နောက်တစ်ခေါက်ထက်လိုက်တယ်ထက်လိုက်တော့လဲမျိုးအောင်တယ်အဲ့တော့ကလည်းတားလျှော့တော့အထီးလားမသိသူကအဲ့ဒီဇောင်းခါဖြစ်တယ်ပေါ့ဇောင်းခါပဲခေါ်ပါတော့နော်အဲ့လို နှာရည်တွေပါးစပ်ရည်တွေနှာရည်တွေရောတရည်တွေရောကြာပြီးတော့ငုံငုံကြီးပေါ့စားလည်းမစားနိုင်အောင်အဲ့လိုမျိုးဖြစ်တော့ဖြစ်တာလည်းဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တော်တော်ဘိုင်းအောင်လို့ရှိရင်တော့ကျွန်တော်ဒီမှာဆေးထိုးတယ်ဗျာဆေးချိတ်တယ်ပေါ့သူကအဲ့ဒါနဲ့မရဘူးဘာလို့လဲဆိုတော့နှာခေါင်းထဲကိုပိုက်ထည့်ရတာပေါ့နော်ပိုက်ထည့်ပြီးတော့အထဲကအစာရည်နဲ့ရှိတဲ့အစာဟောင်းတွေအကုန်ဆုတ်ထုတ်ရတာပထမဆုံးဘယ်လိုလုပ်လဲဆိုရင်ပိုက်ကိုနှာခေါင်းထဲကိုချောစီလေးတုပ်ပြီးတော့ပိုက်ထည့်ရပိုက်ကတော့လောက်လောက်ပိုက်ရှိမှာပါ လောက်လောက်လေးပေါ့ပိုက်လုံးလေးอ่ะအဲ့ပိုက်လုံးလေးကိုနှာခေါင်းထဲကိုဒါလေးထည့်ပြီးတော့နှစ်တောင်းနှစ်တောင်းကျော်ကျော်သုံးတောင်းလောက်သွားတယ်နဲ့သူလည်းပိုက်ရှည်ရအောင်နော်အဲ့ထည့်ပြီးတော့ညီလုံးဆရာဝန်အဲ့ပိုက်ထဲကနေပါးစပ်နဲ့ဆုပ်ထုတ်ရတာပေါ့နော်ပါးစပ်နဲ့ဆုပ်ဆုပ်ဆုပ်လို့လိုက်လာပြီဆိုလို့ရှိရင်အဲ့ခဏထားလိုက်ပထမတစ်ခါပဲပါးစပ်နဲ့ဆုပ်တော့ဗောနောက်တစ်ခါကျတော့ကျွန်တော်အဲဆုပ်တဲ့ပိုက်ရှိတော့ဗောကျွန်တော်ရေပြွတ်လို့ဗောရေပြွတ်လို့ဟာနဲ့လေဆုပ်တဲ့ရေပြွတ်လို့ဟာမျိုးနဲ့ ဆုတ်ထုတ်တာပေါ့ဆုတ်ထုတ်လို့မလိုက်တော့ဘူးဆိုရင်ကျွန်တော်ရေထည့်တယ်ရေထည့်တယ်ရေထည့်ပြီးတစ်ခါထပ်ဆုတ်တယ်ရေထည့်တယ်ထပ်ဆုတ်တယ်အဲ့လိုမျိုးခါအစစ်စစ်ခန်းခန်းလောက်ရတာပေါ့နော်ရေကိုကြတော့ကရောနဲ့ကရောနဲ့လောင်းထည့်ရတာပေါ့ရေတက်နောင်လောင်းထည့်လောင်းထည့်ပြီးတော့ပြန်ဆုတ်ထုတ်လောင်းထည့်လိုက်ဆုတ်ထုတ်လိုက်လို့ခဲကပျောက်သွားတဲ့အထိပေါ့နော်ဟိုအစာဟောင်းတွေရေကြီးလာတဲ့အထိပေါ့စာဟောင်းတွေပျောက်သွားတဲ့အထိဆုတ်ထုတ်ရတာပေါ့နော်နည်းနည်းတော့ဟိုအားဆက်ရတယ်ပြင်းပန်းတယ် ဟိုသူ့မေးစေးလက်ထိုးထားတာဗောနော်နည်းနည်းမှိမ့်သွားတယ်စီးပေါ့မှိမ့်သွားတယ်စီးထိုးထားတော့သူခေါင်းကြီးကလည်းတွဲထားတော့ခေါင်းကြီးကလည်းမော့ထားတာဗောနော်လူတွေကမပီးထားတော့နည်းနည်းတော့ပင်ပန်းတယ်အဲ့ချိန်ကဆရာဝန်လည်းပင်ပန်းတယ်ဒီကကင်ပြီးတဲ့အကူကြီးကလည်းပင်ပန်းတယ်ဗောသူကအဲ့ဒဏ်ကြောင့်မယ်သူကသားတွေပဲရှော့သွားသေးတယ်အဲ့တနေ့အခုမင်းတကယ်ဆိုဒီနေ့သူသားရှိရမှာဗောနော်သူကလေးရှိရမှာအခုမရှိဘူးဗောအဲ့ဒဏ်ကြောင့်မင်းကသားရှော့သွားတော့အထီးလေးပဲရှော့တော့ရတယ်မျိုးစရာလေးဗောနော်အထီးလေးပဲ အသားလျှော့ရတော့အဲ့အဲ့ဒဏ်ကြောင့်အဲ့ဒဏ်ကြောင့်သားလျှော့လျှော့ပြီးတော့အခုဒီနေ့ထက်လိုက်တာတော့ဒီနေ့တော့အောင်သွားပြီပေါ့နောက်နောက်မှာတော့သူ့ရဲ့အဲ့အဲ့ဆုတ်ထုတ်တော့ဗီဒီယိုအတူစာလေးကျွန်တော်မှရိုက်ထားတာရှိတယ်ပေါ့အဲ့ဒါဆောင်းတက်တော့ဟာပေါ့နော်အခုလက်ရှိဟာမဟုတ်ဘူးပေါ့အဲ့ဒါလေးကျွန်တော်နောက်မှာတွဲပြီးတင်ပေးထားမယ်ပေါ့ဆုတ်ထုတ်တဲ့အပိုင်းစာအတူလေးပေါ့ဟိုလှုပ်လှုပ်ရင်ရိုက်ရတာဆိုတော့အခါကျတော့အပြည့်စုံမရိုက်ရတာတည်းရှိတာပေါ့နော် ီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်သွားပါအောင်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ကျွန်တော်တည်သလောက်တွေ့ကြုံသလောက်ပြန်ပြီးတော့ share လုပ်သွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဘုရားနေကောင်းပါဘာကြီးဟိုတော့ဆိုင်ဖြစ်ပြီးတော့ တားရိပိုင်အောင်လျှော့ပါတားလျှော့ရဲခုတားပြန့်နေမှုပြန်ပြီးစစ်စစ်နေအောင်ပိုက်အောင်ပြီးတော့ပိုက်ဒီပိုင်ထည့်ပြီးတော့ဆုတ်ထုတ်လိုက်ရတယ်စိုင်းနေရတယ်အခုအပြီးတော့အိုက်တိုင်အိုက်တိုင်တော့မတားလျှော့ရတော့တားလျှော့သွားပြီးတော့ခုအတားပြန့်နေမှုတားစစ်တော့ဟုတ်ကဲ့ တော်တော်ခံလိုက်ရတယ်သူရုပ်တွေပါလိကြောက်တော့အခုမှပြန်ပြီးလမ်းသွားတော်တော်လေးဖြစ်သွားနှာရည်တွေကကြဖိုက်တွေအောင်ပြီတော်တော်ဆူဆူဖြစ်သွားမာလီတာရှောဝါအဲ့ဒါသူ ဒီမှာနှာခေါင်းထဲကနေပြီးတော့ဆံဝင်ပိုက်ထည့်ပြီးတော့အထက်ကပိုက်ထည့်ရရှိတဲ့အစာဟောင်းတွေရောအစာတစ်တွေအကုန်ဆုတ်ထုတ်တာပေါ့နော်စီးတာပေါ့ပြီးလို့ရှိရင်အဲပိုက်ထည့်ကနေပဲရေထိုးထည့်ပြီးတော့ပြန်ဆုတ်ထုတ်ထိုးထည့်လိုက်ဆုတ်ထုတ်လိုက်အကုန်လုံးပြောင်းသွားတာပေါ့နော်ဒါလို့ပထမဆုံးကတော့သူဆုတ်ထုတ်ရတာပေါ့တားနံ့တာပေါ့ဆော့ဆာခြင်းအဲဆရာဝန်လည်းလွယ်တော့မလွယ်ဘူးဒီလို့